နှာခေါင်းခွဲစိတ်ပြုပြင်ပြီးဝေဖန်မှုတွေများစွာရရှိနေတဲ့နေဆက် မင်္ဂလာပါပရိသတ်ကြီးရှင်အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့နှာခေါင်းခွဲစိတ်ပြုပြင်ပြီးဝေဖန်မှုတွေများစွာရရှိနေသူဆယ်လီနေဆန်းရဲ့အကြောင်းလေးကိုဖော်ပြတင်ဆက်ပေးမှာပဲဖြစ်ပါရဲ့ရှင်။အွန်လိုင်းဆယ်လီတယောက်ဖြစ်တဲ့နေဆန်းကတော့မိန်းကလေးတယောက်ဖြစ်နေတာနေထိုင်ခဲ့တာကြောင့်ပဲဖြစ်ပြီးသူရဲ့ရုပ်ရည်ပိုင်းနဲ့ပတ်သက်ပြီးလဲဒီနေ့ထဲမှာပြုပြင်ပြောင်းလဲမှုများစွာပြုလုပ်နေခဲ့ပါရီ။မျက်နှာကိုခွဲစိတ်ပြုပြင်ပြောင်းလဲနေပေမယ့်သူရဲ့အကြောက်ခွဲကိုတော့ဖြုတ်ပြခြင်းမရှိသေးပါဘူး။အချို့ကတော့နေဆန်းအကြောက်ခွဲဖြုတ်ပြီးတော့ကိုဖုံးခွဲထားခြင်းဖြစ်ကြောင်းကိုလည်းပြောဆိုနေခဲ့ကြတာပါ။ နေဆန်းအားဆင်လေးတွေနဲ့လိုင်းပေါ်မှာထဲလဲတွဲပြားလေးရှိပြီးတော့နောက်ပိုင်းမှာမိမစစ်တယောက်တဲလာပနေအောင်ကိုပဲသူ့ရဲ့လာပပိုင်းနဲ့ပတ်သက်ပြီးတော့တိတ်ချဂူဆိုင်ပြပြင်ခြင်းတွေပြုလုပ်လာခဲ့ပါတယ်။အခုဆိုရင်နေဆန်းအားသူ့ရဲ့နှာခေါင်းကိုသုံးချိန်မြောက်ထပ်မံပြပြင်ခဲ့ပြီးပဲဖြစ်ပါတယ်။နေဆန်းအားပင်ကိုနှာခေါင်းပွားပြီးတော့ပြားတဲ့သူတယောက်ပြလို့ဆီလင်ကွန်ထဲချင်းချိုးထိုးခြင်းတွေနဲ့ပြပြင်လာခဲ့တာကြာပြီးပဲဖြစ်ပါတယ်။အခုချိန်မှာတော့နှာခေါင်းကိုခွဲစိတ်ပြီးအပေါ်ကိုကော့နေတဲ့ဒီဇိုင်းမျိုးရှောင်းအောင်ဆွဲတင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုနှာခေါင်းခွဲစိတ်ပြီးတော့ reset ကိုလေသူ့အနေနဲ့အရန်နှိမ့်ချိုက်လျက်ရှိနေကြောင်းသူ့ရဲ့ social media မှာဝင်မြလာခဲ့တာပါနှာခေါင်းကိုသားပေးချိန်ကူထားတဲ့အလှတပုံတွေကိုလေဝင်မြလာခဲ့ပြီးခွဲစိတ်ပြုပြင်ထားတဲ့နှာခေါင်းရဲ့ပုံစံဟာတဘာဝဆံမနေပဲနဲ့ရှေ့ကြီးကိုထိုးထွက်ကွာကော့နေတဲ့အတွက် ညနှာခေါင်းကြီးနဲ့တူသွားပြီဆိုကဝေဖန်မှုတွေများပြားလျက်ရှိနေတာပဲဖြစ်ပါတယ်။ပရိသတ်တရားနေဆိုင်ရဲ့နှာခေါင်းခွဲစိတ်ပြုပြင်မှုပေါ်မျက်နှာကဘာမှပြင်စရာမလိုပါဘူး။ပြင်ရမှာတခုပဲအတန်ကိုခွဲစိတ်ပြုပြင်လိုက်ပါ။မိမအတန်ပြောင်းလိုက်ပါ။မျက်နှာကြီးကိုဆက်ဆက်ယူအောင်ပြင်ထားပြီးတော့စကားပြောရင်ယောက်ျားတန်ကြီးထွက်လာတာကြီးကအဆင်မပြေဘူးလေ။နှာခေါင်းပြင်တာမိမနဲ့တူချင်လို့ပြင်တာဆိုရင်နှာခေါင်းနဲ့မဆိုင်ပါဘူး။ယောက်ျားတန်ကြီးကနေမိမအတန်ပြောင်းလိုက်ပါ။ နှကောင်ပစက်မိစိတ်ကုန်ပြင်းတာတဘာဝလာမရှိတော့ဘူးပစက်နေပေါ်နေရင်လေမောင်လေးငယ်လေးဘေးတွေးကြုံနေရတာကိုလူပေးပါအဲ့ဒါတွေနောက်မှလို့အတန်အိုးရှင်ပြင်းရမှာမျက်နှာကလည်းပြင်ဆင်ရနေရမရှိတော့ပါဘူးနှကောင်ကြီးလည်းခြုံထားမိစိတ်ကြီးလည်းခြုံထားနှကန်းကြီးလည်းထောနေအောင်ခြုံထားတော်တော်ခြုံနေတာကြိုက်တဲ့နေစံနောက်ကျသူ့မျက်နှာကြီးတစ်ခုလုံးမှာရှေ့ထွက်အောင်ခြုံပြလောက်တဲ့စသဖြင့်ဝင်းရောက်ပြောဆိုနေကြတာပါ နေဆန်းကတော့ဒီလိုဝေဖန်မှုတွေနဲ့ပတ်သက်ပြီးသူ့ရဲ့နှာခေါင်းကရမ်းလာကြောင်းနဲ့ခုချိန်မှာရောင်းနေသေးလို့သာနှာခေါင်းကရမ်းပြူးထွက်တော်လို့ဖြစ်နေတာဖြစ်ကြောင်းအသားကျသွားရင်ဒီထက်ပိုပြီးတော့လှပသွားမှာဖြစ်ကြောင်းခြေပပြောဆိုထားတာပါပရိသတ်တွေကတော့လှကျင်လုံးပြီးတော့ပြင်လုံးဖင်ချုံးမိဖြစ်နေကြောင်းနေဆန်းကိုဒီပေးပြောကြားခဲ့တာပါနေဆန်းကတော့ဒီခွဲစိတ်မှုကိုတင်းရာကြီးကုံကြခင်ကခွဲစိတ်ပြုပြင်ခဲ့တာဖြစ်ပြီးတော့လှကျင်လုံးလို့နာကျင်လုံးနဲ့တန်းတွေကိုချိန်မိတိခင်ကပြင်ခဲ့ခြင်းဖြစ်ကြောင်းလှုပ်ချင်တာလှုပ်လိုက်ရတဲ့အတွက်ခြေနဲ့ကြောင်းပြောဆိုထားခဲ့တာပါမျက်နှာ ကိုသာသူတွေနဲ့ခွဲစိတ် ပြုပြင်နေပေမယ့်ခန္ဓာကိုယ်ကတော့လုံးဝခွဲစိတ်ပြုပြင်တာမျိုးမရှိဘူးလို့ပြောထားတာပဲဖြစ်ပါတယ်။ပြည်သက်ကြီးတို့ရောဆယ်ဒီနေဆန်းရဲ့ခွဲစိတ်ပြုပြင်လိုက်တဲ့နှာခေါင်းကတကယ်ပဲလှသွားတယ်လို့ထင်ကြလား။ဒါမှမဟုတ်ပိုပြီးရုပ်ဆိုးသွားတယ်လို့ထင်လားဆိုတော့ကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်။အပင်နာဆင်ခဲ့ကြတဲ့အတွက်လေးအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာကောင်းတဲ့ဆယ်ဒီနေနုပညာရှင်တွေရဲ့ဒီနေ့တို့ပြန်လာခဲ့ပါအောင်မယ်ရှင်။ဒီနေ့ရောလောင်းနေပဲနှုတ်ဆက်ခဲ့ကြပါတယ်။အပင်နာဆင်ခဲ့ကြတဲ့ပြည်သက်တယောက်ချင်းစီတိုင်းကိုစိတ်နှလုံးရှင်လန်းချမ်းမြေကြပါစေရှင်။